ရဝေတန်းဒေတာကြီးဝင်ကြီးချုပ်အဆိုပြုခဲ့တဲ့တန်းဒေတာကြီးအစိုးရအဖွဲ့ဝင်ဝင်ကြီးများနဲ့ဥပဒေချုပ်စီးရင်စစ်ချုပ်တို့ကိုတန်းဒေတာကြီးလွှတ်တော်ကဧပြီလ9ရက်နေ့ကကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။အတည်ပြုခဲ့တဲ့အရာဝတီတန်းဒေတာကြီးအစိုးရအဖွဲ့ဝင်ကြီးများနဲ့ဦးကျော်မြင့်နဲ့ဒေါက်တာလှမြတ်တို့တို့မှ NLD ပါတီမှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီးကျန်ဝင်ကြီးသုံးဦးဖြစ်တဲ့ဥပဟိန်ဥဝင်ထိန်နဲ့ဥလာကျော်တို့မှလွှတ်တော်ကိုယ်စားလှယ်များမဟုတ်တဲ့တက်သည့်ပညာရှင်များဖြစ်ပါတယ်။ ခန့်အရာမှာတော့စီမံကိန်းနဲ့ဗဏ္ဍာရေးဝန်ကြီးရဲ့ဖြစ်စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနအငိမ့်စားညွှန်ကြားရေးမှူးချုပ်ဦးလာကျော်စိုက်ပျိုးရေးမွေးမြူရေးတစ်တော်နဲ့စွန့်ရင်ဝန်ကြီးရဲ့ဖြစ်စိုက်ပျိုးရေးပညာရှင်ဦးပါဟိန်းလျှက်စင်စက်မှုလက်မှုနဲ့လမ်းမဆက်သွယ်ရေးဝန်ကြီးရဲ့ဖြစ်နိုင်ငံရေးအတင်းသားဟောင်းဦးဝင်းထေးစီမံတရားရေးဝန်ကြီးရဲ့ဖြစ်ဦးကျော်မြင့်လူမှုရေးဝန်ကြီးအဖြစ်ဒေါက်တာလှမြတ်သွေးတို့ကိုအတည်ပြုခန့်အပ်ခဲ့တာဖြစ်ပါတယ်။ကြာပြင်အေယာဝတီတိုင်းဒေသကြီးစီးရင်စစ်ချုပ်အဖြစ် မကွေးတိုင်းဒေသကြီးစည်ရင်စစ်ထုတ်ရုံမှညွှန်ကြားရေးမှူးဒေါ်ဆန်းဆန်းခိုင်နဲ့ဥပဒေချုပ်အဖြစ်မကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာဥပဒေအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဦးသိန်းရွှေတို့ကိုအတည်ပြုခံရခဲ့ပါတယ်။ဆက်လက်ပြီးအတည်ပြုခံရခံရသူများကဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာဂရိသစ္စာပြုရာမှာစီမံကိန်းနဲ့ဗန္ဓာရေးဝန်ကြီးအဖြစ်တာဝန်ပေးအပ်ခြင်းခံရသူဦးလာကျော်နဲ့စည်ရင်စစ်ထုတ်အဖြစ်တာဝန်ပေးအပ်ခြင်းခံရသူဒေါ်ဆန်းဆန်းခိုင်တို့မှာလွှတ်တော်တို့လာရောက်နိုင်ခဲ့ခြင်းမရှိသဖြင့် ဧပြီလ9ရက်ဂရီးသစ္စာပြုရမှာပါဝင်နိုင်ငံချင်းမရှိခဲ့တာဖြစ်ပါတယ်။ AOD တိုင်းဒေသကြီးလုံချုံရင်းနဲ့နယ်စပ်ရေယာဝန်ကြီးအဖြစ်ရခိုင်အစိုးရလက်ထက်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ဘုံမူကြီးကျော်စောလိုင်းကိုပင်တပ်မတော်ကခန့်အပ်ထားပြီးကရင်တိုင်းရင်းသားရေယာဝန်ကြီးအဖြစ်ကာမိုးမြမြသူနဲ့ရခိုင်တိုင်းရင်းသားရေယာဝန်ကြီးအဖြစ်ဥတင်စောတို့ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။